ရေးအတွက်အတုံးဝင်တဲ့အုံးရေးဆောင်းလာဒီကာလကိုဝင်ပြီဆိုတော့ခန္ဓာကိုယ်ကအသွင်းပူပြီးအပြင်အေးဖြစ်လာတယ်လို့ကိုယ်သွင်းအပူတွေထကြွလာတတ်ပါတယ်ဒီခါမှာအပူတွေကင်းစေတဲ့တဘာဝအတိအပင်တွေထဲမှာအုံးပင်ကအုံးစိမ်းရေလဲအပောင်ဝင်ဖြစ်ပါတယ်အုံးရေဆိုတာအုံးဒီအသွင်းမှာရှိတဲ့တတိယဖွံ့ဖြိုးရန် လိုအပ်တဲ့အာဟာရဓာတ်များတွေပေးရန်နဲ့တတိသားမပြည့်စုံအောင် ကာကွယ်ပေးရန် S a shock a sober တဘာဝတရားကြီးမှာဖန်တီးပေးထားခြင်းဖြစ်ပါတယ်အုံဒီမှုစင်မှာအုံရေပမာဏများပြီးတဖြည်းဖြည်းရင့်လာတာနဲ့အများ အုံဒီအသားများပိုများလာပြီးတော့အရင်များတဖြည်းဖြည်းညော့နေလာတာကိုမြင်ဖူးကြပါလိမ့်မယ်။အုံရေဟာ ကျမရေအတွက်အထောက်အကူပြုတဲ့ လူတို့အလွယ်တကူတောက်သုံးနိုင်တဲ့တဘာဝတစ်ပြီးရေတကူဖြစ်ပါတယ်။ပင်လယ်ကမ်းစပ်မှာပေါက်နေတဲ့အုန်းပင်ရဲ့အမြင့်မှာပင်လယ်ရေများကိုစုံယူပြီးတော့အစစ်စစ်ပြုပြင်ပြောင်းလဲပြီးနောက်ဆုံးအုန်းတီးထဲမှာအုန်းရေအဖြစ်ဖွဲ့စည်းထုတ်လုပ်ထားပုံဟာလူတို့လက်မမီတဲ့အပင်ရဲ့စမ်းဆောင်နိုင်မှုပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရရင် လူတို့တောက်သုံးရမရတဲ့ပင်လယ်ရေကိုတောက်သုံးလို့ရတဲ့အုန်းရေအဖြစ် ကြောင်းလဲပင်းခြင်းပဲဖြစ်ပါတယ်။အုံးကြီးကိုတက်ခွေစမ်းတက်ကြည့်တဲ့အခါမှာအုံးကြီးတအောင်စမှာ9.46ကီလိုရီတခြားတဲ့3.3ဂရမ်ပိုတက်ဆီယမ်67မီလီဂရမ်နဲ့ဆိုဒီယမ်9.45မီလီဂရမ်တို့ပါဝင်ပါတယ်။ဒါကြောင့်အုံးကြီးဟာပိုတက်ဆီယမ်ဓာတ်ကျွေးဝါတဲ့အရေးတစ်မျိုးဖြစ်ပါတယ်။ အနေတော့ only တစ်လုံးမှာပါဝင်တဲ့ potential ပမာဏဟာငပြောဒီလေးလုံးမှာပါဝင်တဲ့ potential ပမာဏနဲ့ညီမျှပါတယ်။ဒါကြောင့်အုံရီကိုတောက်သုံးပေးတဲ့အခါမှာရင်းညစ်ပြုံမကပဲနဲ့ကုန်ဆုံးသွားတဲ့ potential နဲ့ sodium များပါဖြစ်ပေးတာကြောင့်ခန္ဓာကိုပင်ပန်းလွမ်းနေမှုကိုပြပြောင်းစေပါတယ်။နမေကျော်အကစားသမားများဟာကစားစဉ်တွင်အုံရီကိုမကြာခဏ ောက်ပေးတာကြောင့်မောပန်းနှံတွေမှုကိုယုံနေစေကြောင်းတွေ့ရပါတယ်။ဒါအပြင်ဝင်းပြက်ဝမ်းလျှောသူများမှလည်းတက်စားရည်အလိုတကူဝယ်ရမရတဲ့ဒေသမှာဆိုရင်အုံကြီးတောက်ပေးခြင်းဟာဝမ်းနဲ့အတူဆုံးရှုံးသွားတဲ့ပိုတက်စီရနဲ့ရေဓာတ်များကိုပြန်လည်ဖြစ်တင်ပေးရရောက်ပါတယ်။ဒုတိယကဘာစစ်ကာလကရှေ့တန်းစစ်မြေပြင်မှာတီချိုးတွင်စီးရည်တွေပြက်လက်သွားတဲ့အခါမှာ တီးပောင်ချိန်ကြဆင်းပြီးတော့ short ရနေတဲ့လူနာတွေရဲ့တေးကြောအသွင်းကိုအုံးကြီးကိုဓာတ်ရိုက်ထိုးသွင်းပြီးတော့တီးပောင်ချိန်တက်စီဖို့အရေးပေါ်ကူတာခဲ့တဲ့သမိုင်းအထောက်အထားတွေလည်းရှိခဲ့ပါတယ်။ဒါပြင်တီးတူယောဂရှိသူတွေအုံးကြီးကိုပုံမှန်တောက်ပြီးပီးပောင်ကြစီဖို့အထောက်အကူပြုပါတယ်။အုံရီမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့ဆိုဒီယမ်အချို့အစားမှာပီးတူသမားတွေအတွက်အထူးကောင်းမွန်လာပါတယ်။ သွေးတောသမားအများစုမှာဆိုဒီယမ်များနေလေးရှိပြီးတော့ပိုတက်ဆီယမ်ချို့တက်နေလေးရှိပါတယ်။ဒါကြောင့်အုံးရည်အပြင် အခြားသစ်သီးများပါစားခြင်းဖြင့်သွေးတိုးကျစေရန်အထောက်အကူပြုပါတယ်။အုံးရည်ကအရက်နာကြတာကိုတတစေနိုင်တဲ့တဘာဝအစီအမျိုးပါ။အရက်ကခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုကုန်ဆုံးစေပြီးတော့ရေဓာတ်ကုန်ဆုံးမှုကနောက်တစ်နေ့မနက်မှာအရက်နာကြတာကိုဖြစ်စေပါတယ်။အုံးရည်ကခန္ဓာကိုယ်ရဲ့ electrolyte ကိုပြန်လဲဖြစ်တင်ပြီးရေတက်ကိုပြန်လဲဖြစ်တင်ပေးနိုင်တာကြောင့်အရင်နာကြတာကိုတတ်သားစီပါတယ်။ခေါင်းကိတ်တာခေါင်းချမ်းကိတ်တာအများစုက ရေတက်ဆုံးရှုံးတာကြောင့်ဖြစ်တာဖြစ်ပါတယ်။အုံစိမ်းကြီးကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ electrolyte တွေကိုထောက်ပံ့ပေးရမှာအထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့ရေတက်ကိုမြင့်တင်ပေးပါတယ်။ ။အုံစင်းကြီးမှာမက်ကနီစီယံကျွေဝစွာပါဝင်တာကြောင့်ခေါင်းတချမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့တောက်သုံးပေးသင့်ပါတယ်။ကိုယ်သေးမှာမက်ကနီစီယံပမာဏရွံ့နေလာတာကြောင့်ခေါင်းတချမ်းကိတ်တာဖြစ်ပါတယ်။ဆူဒီယံစားတောက်မှုများတာကြောင့်လေပွားတာဖြစ်ပါတယ်။အုံးစင်းရေကခန္ဓာကိုယ်ကဆိုဒီယံပမာဏကိုရှင်းချပေးပါတယ်။အုံးစင်းရေမှာပိုတက်ဆီယံကျွေးဝစာပေါင်းဝင်တာကြောင့်ဆိုဒီယံပမာဏကိုရှင်းချရမှာအထောက်အကူ ပြုတာဖြစ်တဲ့အတွက်လေပွားတာကိုသက်သာစေပါတယ်။အန်ဆိုင်မာယောဂါကိုလည်းသက်သာစေပါတယ်။အုံဆိုင်ကြီးကအန်ဆိုင်မောလိုမျိုးအာယုံကြောထိခိုက်ပျက်စီးတဲ့ယောဂါတွေကိုကုသရာမှာအထောက်အကူပြုနေတဲ့အရာတစ်ခုဖြစ်လာနိုင်ပွဲရှိပါတယ်။အုံဆိုင်ကြီးထဲမှာအပီဟော်မုန်းတစ်မျိုးဖြစ်တဲ့စိုက်တိုနင်းပါဝင်တာကြောင့်အုံနောက်ဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပါတယ်။မဉဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်းအထောက်အကူပြုပါတယ်။ င်းအာယုံကြည်လင်စေဖို့အတွက်အုံစင်းရီတောက်ပေးနိုင်ပါတယ်။အုံနောက်နဲ့မြေလုံးကျန်းမာတန်ဆန်းစေဖို့အတွက်ခန္ဓာကိုယ်ကဗီတာမင် B1 ကို လိုအပ်ပါတယ်။ဗီတာမင် B1 ကမျက်လုံးကျက်သားတွေကိုတန်ဆန်းစေပြီးတော့ညှက်ဖက်မှလည်းမျက်လုံးအမြင်အာယုံကိုကောင်းမွန်စေပါတယ်။ ။နောက်ပြီးယခုခေတ်မှာအစာများလာတဲ့အတင့်စားအလွန်စားအစာအစာတွေလိုမျိုး acid ဓာတ်ပါဝင်မှုများတဲ့အစာအတောက်တွေကိုအများအပြားစားသုံးတာစိတ်ဖိစီးတာနဲ့အစိတ်အတော့ဖြစ်စေတဲ့အရာတွေကြောင့်ခန္ဓာကိုယ်ရဲ့ pH ပမာဏက acid ဖြစ်လောက်တဲ့အထိမြင့်သက်သွားတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ဆွမ်းအင်ကိုရောကျစေပြီးဗီတာမင်နဲ့သတ္တုဓာတ်တွေဆောက်ရုံနိုင်စွမ်းကိုလည်းကျဆင်းစေပါတယ်။ pH ပမာဏမြင့်တက်သွားတဲ့အခါမှာအသေးရေလုပ်ငန်းစဉ်တွေထိခိုက်တာလေးပတ်နာအဆစ်ရောင်ယောဂအယူအဆစ်ရောင်ရဲနာစီချိုသွေးသွေးနဲ့ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကို ဖြစ်ဖို့ခံစားရစေနိုင်ပါတယ်။အောက်ဆီဂျင်တွေမှာပါတဲ့အက်ကလိုင်းတွေက ကိုယ်သွေးမှာ pH ပမာဏများတာကြောင့်ဖြစ်တဲ့အစာအိမ်အချင်းပေါက်တာနဲ့ရင်ပူတာတွေကိုတက်သားစေသလိုကိုယ်သွေး pH ပမာဏကိုလည်းထိန်းသိမ်းပေးပါတယ်။ ။အုံစင်းကြီးထဲမှာအမိုင်နိုအက်ဆစ်နဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမြင်ဓာတ်တွေပါဝင်တာကြောင့်တင်းတင်းတခြားဓာတ်ကိုထိမ့်မိရာမှာအထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့အင်ဆူလင်တုတ်ပြန်မှုကိုလည်းတိုးတက်စေပါတယ်။ဒါကြောင့်မို့စီချိုသမားတွေတောက်တုံးဖို့တင့်တော်ပါတယ်။ကိုအလေးချိန်ကိုထိမ့်မိပေးပြီးသိနေပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။ဒါပြင် အုံးစင်းကြီးကတဘာဝစီရှင်စင်းတစ်မျိုးပါ။စီပမာဏ ိုတုံးစီပြီးတော့စီးရှင်စေပါတယ်။ကိုတွင်းကအစိုက်အတောက်တွေကိုဖိရှားပေးပါတယ်။စီလံကြောင့်ပိုးဝင်ခြင်းလိုမျိုးဝေဒနာကိုလည်းကာကွယ်ပေးပါတယ်။ပူတေစီရန်ကြေဝါစွာပါဝင်တာကြောင့်ကိုတွင်းကအစိုက်တောက်တွေကိုစီးအဖြစ်နဲ့ဆွန့်ထုတ်စေပြီးကြောက်ကဲမှာကြောက်တဲတာတွေကိုလည်းကျေပြက်စေနိုင်ပါတယ်။အောင်ရီမှာဘက်တီးရီးယားတွေကိုတည်စီနေတဲ့အာနိသင်ရှိတာကြောင့်စီးအိမ်ကိုပိုးကူးဆက်တာတွေကိုတိုက်ဖြတ်ရမှာလေအထောက်အကူပြုပါတယ် ဒါတင်မကားပါဘူးအုံးစင်းရီထဲမှာဆဲရင်နဲ့တစ်ရှူတွေကိုအိုမင်းရီရောမှုကနေကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့စိုက်တိုနင်းတို့ပါရှိပါတယ်။နာတာရှိဝေဒနာတွေနဲ့အတက်ရွေကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်ပေါ်ခံစားနိုင်ရခြေကိုရောကြစေပါတယ်။လက်ဆက်တဲ့အုံးစင်းရီကအရေးပြားကိုနူးပြတ်ချောမွေ့စေအောင်အာဟာရဖြစ်ပေးတယ်လို့ရေဓာတ်လည်းပြေဝအောင်လည်းလှူဆောင်ပေးပါတယ်။ဒီနေရာမှာတခုတတိပြုရမှာကအုံးရီလို့ပြောလိုက်ရင် အုံဒီစိန်အပင်ရဲ့အရေးကိုပြောတာပါမိသွားတဲ့အရေးကတော့အပူကန်ချင်းကိုဖြစ်စေပါတယ်ပြောပြရစီရှင်အရေးကြီးဆုံးအချက်ကတော့အုံရီကိုခွဲပြီးချက်ချင်းတောက်ရန်ဖြစ်ပါတယ်ချစ်ချင်းတောက်တဲ့အုံရီမှာမိတိယောဂပိုးမွားမြမပါဝင်ပဲနဲ့လွန်စွာတန်ရှင်းစင်ကြယ်လာပါတယ်။အုံရီကိုခွဲပြီးအပြင်မှာကြာရှည်စွာထားမယ်ဆိုရင်လေထဲမှာရှိတဲ့ယောဂပိုးများဝင်ရောက် ပေါက်ဖွားပြီးတော့လူကိုအနေရပေးနေတာကြောင့်ဖြစ်ပါတယ်။ကောင်းကျိုးတွေများလွန်းတာကြောင့်ကျန်းမာရေးကောင်းအောင်ဆိုပြီးအလွန်အကျွံမတော့သုံးသင့်ပါဘူး။အထူးသဖြင့်ကြောက်ကမကောင်းတာကြောင့်ခန္ဓာကိုယ်အတွင်းမှာပိုတန်စီယမ်များကို အပြင်ပတ်တို့မဆုံထုတ်နိုင်တဲ့အခါမှာပိုတန်စီယမ်များနေသူများဒါမှမဟုတ်အခြားအကြောင်းကြောင့်တွင်းတွင်းမှာပိုတန်စီယမ်များနေသူများအုံးရီကိုမတော့သင့်ပါဘူး။ပိုတန်စီယမ်ဓာတ် အလွန်အကျွံများလာရင်နှလုံးကိုဒုက္ခပေးနိုင်ပါတယ်။တစ်တီးတစ်စစ်ဓာတ်မတဲ့သူတွေအနေနဲ့လည်းအုံစင်းကြီးမတောက်တင်ပါဘူး။အုံစင်းကြီးကအချို့သူတွေကိုအစာအိမ်ညာတာနဲ့လေပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။အုံစင်းကြီးကခွဲစိတ်မှုခံယူပြီးချိန်နဲ့ခွဲစိတ်မှုခံယူနေစမှာသွေးပောင်ချိန်ထိညှို့မှုကိုအနောက်ရှက်ဖြစ်စေနိုင်တာကြောင့်ခွဲစိတ်ကုသမှုခံယူဖို့ရှိရင် ခွဲခမ်းမဝင်ခင်နှစ်ပတ်လောက်အလိုကလေးကအုံစိမ့်ကြီးကို မတောက်ပဲနေပေးပါ အုံစိမ့်ကြီးကစီးဖက်ဝင်တဲ့ဆိုပေမဲ့ကိုဝင်ဆောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေအနေနဲ့ကတော့ဆရာဝန်နဲ့အရင်သိမ့်ပင်ပြီးမှတောက်သုံးတင်ပါတယ်အုံစိမ့်ကြီးကသေးပုံချင်းကို ထိညိပင်းနေပြီး အချို့စီးဝါးတွေနဲ့ဓာတ်ပြနေတာကြောင့်သွေးကျစီးတောက်သုံးနေရသူတွေအနေနဲ့ဆရာဝန်နဲ့အရင်သိမ့်ပင်ပြီးမှတောက်တင်ပါတယ် အောင်စင်းရည်အလွန်အကျွံတောက်ရင်လေပွားတာဘိတ်ထဲမှာမအီမတာဖြစ်တာမျိုးတွေဖြစ်နေတာကြောင့်အလွန်အကျွံမတောင်မီဖို့တတိပြုပါဒါတွေကတော့အောင်စင်းရည်နဲ့ပတ်သက်တဲ့အကျိုးအာနိသင်မတောင့်တင့်သူများအကြောင်းတွေကိုမျှဝေပြီးသွားတာပဲဖြစ်ပါတယ်ရှင်ဒီအချက်လက်တွေကိုဒေါက်တာခင်မောင်တွင်နဲ့ဟယ်လိုဆရာဝန်မအချက်လက်တွေကိုထပ်မံဖြည့်ဆွက်ပြီးတော့ ညဝေပေးသွားတာပဲဖြစ်ပါတယ်ရှင်။စီးဖက်ဝင်အပင်အသီးတွေကိုတရှိပြီးညံလွာပြီးအသုံးချနိုင်ကြပါစေ။အဆုံးထိနာဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကိုစိတ်နှပြစမ်းမှချမ်းသာကြပါစေရှင်။